ပိုင်ရှင်ရှိနေတဲ့သူတွေနဲ့လုံးဝမပတ်သက်မိတာအကောင်းဆုံးပဲဖြစ်ပါတယ်ပတ်သက်လိုက်မိပြီဆိုတာနဲ့ကိုကစပြီးတော့နာမည်စပြီးပြည့်တော့မှာဖြစ်ပါတယ်ဒါကိုကျွန်တော်အရင်ဦးဆုံးခေါင်းထဲမှာကြိုသွေးထားရမှာဖြစ်ပါတယ်ခင်ဗျာဥပမာကျွန်တော်တို့ကမ iPhone 16ထွက်တယ်ဗျသူများဝယ်နိုင်တဲ့ခါကျရင်ကိုက ATU ဝယ်ထားတဲ့သူရဲ့ဖုန်းကိုသွားပြီးတော့လူယူမှာလားသွားပြီးတော့ခိုးယူမှာလားဒါမှမဟုတ်ကိုကိုတိုင်ကအလုပ်စူးစမ်းပြီးတော့ကိုယ့်ရဲ့ပတ်စံကိုယ့်ရဲ့လောက်အားခါနဲ့ဝယ်နိုင်အောင်စူးစမ်းကြတာလားဆိုရင်တော့ တေချာတာတစ်ခုကတော့ကျွန်တော်တို့ကိုယ့်ရဲ့လောက်အားခါနဲ့ကိုကိုယ်တိုင်စူးစမ်းပြီးတော့မှဒီ iPhone ကိုကိုကတရားဝင်သွားပြီးတော့ဝယ်ချာမှာဖြစ်တယ်။အဲ့တော့ထို့နည်းတူစွာပဲကျွန်တော်တို့အားလုံးနဲ့တချို့တော်သူတွေပိုင်ရှင်ရှိပြီးသားသူတွေကိုမှသွားပြီးတော့ပတ်သက်ရှင်နေတဲ့သူတွေဆိုရင်ဒီဟာလေးကိုဥပမာပြန်တွေးကြည့်ပါ။ဒီလိုပုံစံမျိုးဒီလိုယောက်ျားမျိုးတို့မဟုတ်ဒီလိုမိန်းကလေးမျိုးပိုင်ရှင်ရှိနေတာမျိုးကြီးကိုကိုကသွားပြီးတော့မှစိတ်ဝင်စားနေတာမျိုးကြီးဒီလုံးဝအဆင်မပြေနေပါဘူး။အဲ့တော့နောက်ထပ် ဘာပေါ်မှာယောက်ျားတွေအများကြီးရှိတယ်မိန်းကလေးတွေအများကြီးရှိတယ်ဒါတချို့တော့သူတွေကဒီအိမ်တော်ရှိနေတဲ့ယောက်ျားတွေသွားပြီးပတ်သက်မိတယ်တချို့တော့ဒီယောက်ျားလေးတွေဆိုလည်းအိမ်တော်ရှိတဲ့အမျိုးသမီးတွေနဲ့မှသွားပြီးပတ်သက်မိနေတာမျိုးတွေရှိပါတယ်ဒါတွေကိုကျွန်တော်တို့ဒီပြန်ပြီးတော့ထည့်စင်စားရမှာကသူတို့စီမှာပိုင်ရှင်တွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကိုဒီလုံးဝရှေ့မဆက်တဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့ကို့မှာနောက်ထပ်ကို့နဲ့ဒီတကယ်ကိုတင့်တော်တဲ့သူတွေဟာလောကကြီးမှာအများကြီးရှိပါသေးတယ်ထို့နည်းတူစွာပဲကျွန်တော်တို့အားလုံးအနေနဲ့ဒီ ပိုင်ရှင်ရှိနေတဲ့အိမ်အောင်ရှင်တွေအားလုံးကလည်းကို့မှာဒီအိမ်အောင်ဘက်တွေရှိနေတယ်ယောက်ျားလေးဆိုလည်းဒါကို့ရဲ့ဇနီးမယားရှိတယ်မိန်းကလေးဆိုလည်းကို့မှာလင်ယောက်ျားရှိတယ်ဗျအဲ့ဒီနေရာမှာနောက်ထပ်တခြားသောတယောက်ကိုတွားပြီးတော့မပတ်သက်မိအောင်ကြတော့ကျွန်တော်တို့တကယ်ကိုစူးစမ်းပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့တွားပြီးပတ်သက်မိလိုက်တာကဘဝမှာဒီဘဝမှာခဏလေးပဲနာမည်ပြတ်သွားတာမျိုးကို့ရဲ့အိမ်တော်ပန်းနဲ့ပြဿနာဖြစ်သွားတာလောက်ပဲမထင်နဲ့ဒါကကျွန်တော်တကယ်ကိုအာကုတူအရန်ကြီးတဲ့အရာတစ်ခုဖြစ်စေပါတယ် ဒီလိုအရာမျိုးတွေမဖြစ်တင်တာတော့အကောင်းဆုံးပဲဖြစ်ပါတယ်ခင်ဗျာဘာရောက်လဲဆိုတော့ကျွန်တော်တို့ဒီကာမေတုမိစ္ဆာစာရကံဆိုတဲ့၅ပါးဒီလာထဲမှာရှိတဲ့အရာဒီတကယ်ကိုမှအာတချို့တော့သူတွေနေနေဆိုရင်တော့ဘာသာရေးကိုလိုက်စားတဲ့အခါမှာဒီအရာကကာမေတုမိစ္ဆာစာရကံဆိုတာကဘာမှန်းတော့မသိတဲ့လူငယ်တွေအရန်များတယ်ခင်ဗျဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာသာရေးကိုလိုက်စားတာအားနေတဲ့အခါမှာ ဒီຢာဒီရဲ့ဒီကုတုအကုတုကံတွေကိုကျွန်တော်တို့သိပြီးတော့နားမလည်တော့တဲ့အခါမှာဒီနေ့ခေကာလကြီးတဲမှာလူတော်တော်များများအနေနဲ့ကျွန်တော်တို့ဒီအိမ်တော်ရေးတွေပဲဖြစ်ဖြစ်ဖောက်ပြန်တဲ့အရာမှာလုံးဝသမင်းစားရေတောက်တဲ့လိုမျိုးတော်တော်လေးကိုလွယ်ကူလာကြတာကိုတွေ့မြင်ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာဝင်တွေအကုန်လုံးအနေနဲ့ဒီຢာကိုပြန်ပြီးတော့မှကျွန်တော်လေ့လာသိချင်ပါတယ်လူဘွားဆိုတာကကျွန်တော်တို့ခဏလေးပဲလူဘွားကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီ ကောင်းတဲ့ဒီဘဝကိုကျွန်တော်ဖန်တီးနိုင်ဖို့အတွက်ဒီຢာတွေကလည်းလုံးဝရှောင်ကျဉ်တဲ့နဲ့အရာတစ်ခုဖြစ်ပါလေခင်ဗျအဲ့တော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဒီအိမ်တော်ရေးတွေကိုလည်းကျွန်တော်ဟာတကယ်ကိုမှတည်တည်ချာချာဂယုဆိုင်နိုင်ဖို့အတွက်ဆိုရင်တော့ဘာသာရေးပိုင်းဆိုင်ရာတွေလိုက်လိုက်စားဖို့လိုအပ်တယ်ခင်ဗျရုပ်ချောတိုင်းကျွန်တော်တို့ပတ်စံရှိတိုင်းအလောက်ကင်ကောင်းတိုင်းတာကြိုက်ရမယ်ဆိုရင်ကဘာပေါ်မှာရုပ်ချောတဲ့သူတွေလည်းအများကြီးရှိတယ်အလောက်ကင်အစဉ်ပြေတဲ့သူလည်းအများကြီးရှိတယ် ပြောမယ်ဆိုရင်ခန္ဓာကိုယ်အချိုးစားလှပတဲ့သူကိုကြိုက်တယ်ဆိုရင်တော့ဒါတဏှာကြီးတာအဲ့တော့ခန္ဓာကိုယ်အချိုးစားလှပတိုင်းတာလိုက်ပြီးတော့မှပတ်သက်ခြင်းနဲ့လိုက်ပြီးလိုက်ကြိုက်မယ်ဆိုရင်တော့ကဘာပေါ်မှာအများကြီးရှိတယ်ခင်ဗျကြိုက်လို့တောင်ကုန်မှာမဟုတ်အသက်ကြီးကြီးသွားတဲ့အထိတောင်ဒီကိစ္စပြီးမှာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ဒီဖြစ်ရှင်တာတစ်ဖြစ်တဲ့ကိုယ့်ရဲ့ဒီစိတ်တွေကိုကျွန်တော်တို့ဒီထိန်းချုပ်နိုင်ဖို့အတွက်လိုပါတယ်အဲ့တော့ဖောက်ပြန်မှုအဓိကဒီကျွန်တော်တို့ဖြစ်လာနိုင်တဲ့အဓိကအချက်တွေကတော့ဒီလိုမျိုးကိုယ်လုပ်တဲ့အရာဟာကုတူလားအကုတူလားကံတွေကိုမစစ်ဆေးမိတာပြီးတော့ ိတ်တိတ်ပြီးတော့နားမလဲတာတွေဒါတွေလည်းရှိကြပါလေချို့ကတော့တိတိကြီးနဲ့လောက်တာလည်းရှိတယ်ပေါ့နော်မတူကြဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနှစ်ဦးနှစ်ဖက်ကျွန်တော်တို့ဖောက်ပြန်မှုတွေမဖြစ်အောင်အဓိကထိန်းသိမ်းနိုင်ဖို့အတွက်လိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ဖက်မှာဖောက်ပြန်ရတဲ့ဖောက်ပြန်ခံရတဲ့ဒူတွေအတွက်လည်းကျွန်တော်တို့ကိုချင်းစာစွာဖြင့်အားလုံးကိုဒီပြိုလေးကိုလာပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းနဲ့အိမ်တော်ရေးတွေနဲ့ဆုံတွေ့ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ